ဇေယျစုခန်းစကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်ရဲ့ခေမဒီချုပ်ဝန်ကြီးချုပ်ဒေါက်တာမျက်နှာရဲ့တမိအပါဝင်6ဦးကိုပြည်ထောင်ထောက်ပံ့ဆက်တွေ့ရဲဆိုရင်ဆွဆွကျင်းတဲ့ဇေယျစုကမလ3ရက်မနေ့ကဖမ်းဆီးသွားတယ်လို့ဒေသခံတရင်းမြတ်တချို့ကပြောပါရယ်ဇေယျစုခန်းစကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ခေမအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်စကိုင်းတိုင်းဝန်ကြီးချုပ်တောင်ဝန်ထမ်းဆောင်ခဲ့တဲ့ဒေါက်တာမျက်နှာရဲ့တမိဖြစ်သူအပါဝင်ကာဘိုရွာဒေသခံ6ဦးကိုဖမ်းဆီးသွားတာလို့ဆိုပါရယ် ဆွေစုဝင်ကြီးဦးမြတ်ကျော်ဟာကာဘိုးရွာဇာတိဖြစ်ပြီးမနေ့ကဖမ်းဆီးခံရတဲ့အထက်မှာဦးမြတ်ကျော်ရဲ့ခေမဒေါက်တာမျက်နှာရဲ့သမီးကာဘိုးရွာခံလက်ဖက်ဆိုင်ပိုင်ရှင်တူဝမ်မွေးမြူရဲ့လောက်ကင်နေသူတူနဲ့အခြားနှစ်ဦးစုစုပေါင်းချာဦးဖမ်းဆီးခံရတာလို့ဆိုပါတယ်။တန်းမြေခေမလည်းပါတော့သူတို့သူတို့ပါကျွန်တော်စင်နာတော့သူတို့ကိုထောက်ဖို့လုပ်တယ်ဒီကျွန်တော်တို့ PDF နဲ့ဆက်သွယ်တယ်ဆိုတော့ပြစ်ချက်နဲ့လို့ကြားရတာပဲဗျဟုတ်ဒီလိုထောက်ဖို့လုပ်တယ်ပေါ့ဗျာတရားမဝင် ဆက်ပြီးသူတက်သွားတယ်အဲ့ဒါပုံမှန်တက်မှာပေါ့မဒီရမဒီရချင်းနဲ့ဆက်တယ်ပေါ့ဗျာအခုလိုဖားစီမှုတွေပြန်ကမ်ဘလူနယ်အရှိချမ်းရွှေဘိုမြကြီးနာကာလန်ဘေးရှိပေကြီးနယ်ငပြောတိုင်းရွာတွေကိုစီးပွားရေးပြူစောတီအဖွဲ့ဖေဖော်ဝါရီလ20ရက်ကတည်းကစီနံဖားစီထားတဲ့ပြည်သူ30ကျော်လဲဒီကနေ့ထိလွတ်မြောက်လာခြင်းမရှိသေးဘူးလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်ဖေဖော်ဝါရီလ20ရက်ဇီကုန်းတကြားဆက်စီးပွားအထိုင်စခန်းကနေ ။အင်အားတရာကျော်နဲ့ရှိုးမြကြီးနားလမ်းဘေးရွာတွေကိုရွာစဉ်လက်စီနင်းပြီးပေကြီးရွာအရောက်မှာပြည်သူ30ခန့်ကိုစီအစုနဲ့ပြူစောတီအဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါပြင်ပေကြီးရွာနဲ့သုံးမိုင်ခန့်အကွာငပြောတိုင်းရွာကိုလည်းဖေဖော်ဝါရီလ23ရက်ကနေလက်ရှိချိန်ထိစီအစုနဲ့ပြူစောတီပူးပေါင်းအဖွဲ့စီနင်းဝင်ရောက်ထိုင်ချထားဆဲဖြစ်ပြီးကျကျပြည်သူကာကွယ်အဖွဲ့ခေါင်းဆောင်တို့နဲ့စစ်ဆောင်ပြည်သူနှုတ်ဦးကိုတပ်ဖြတ်ကာသုံးဦးကိုလည်းဖမ်းဆီးထားစေဖြစ်တယ်လို့ဆိုပါရယ်။ လေချောင်းနဲ့လက်နက်ကြီးပစ်ခဲ့တိုက်ခိုက်ခံရခြင်းအင်းအပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုံခုပါ ပုံခုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ